မလို့ကလေးကအောင်းလို့ရပါတော့ကျွန်တော်ဒီနေ့ဝတ်သက်ရှင်းစမှာဖြစ်ပါတယ်ဝတ်သက်ကျွန်တော်ရှင်းမှာတော့မဟုတ်ဘူးနော်ဒီဇင်ဘာရှိတဲ့အမရှင်းချင်မှာဖြစ်ပါတယ်ဝတ်သက်ရှင်းမှာဆိုတော့ကျွန်တော်တို့အလူနဲ့ဝတ်သက်နဲ့ရှင်းမှာဖြစ်တဲ့အတွက်ကြောင့်အလူကိုပြုတ်ပြီးရအောင်နှိမ့်ကြတယ်အခုကတော့လိုအပ်တဲ့အစာပလာတွေထွက်မဲ့အတွက်ကြောင့်လိနေတယ်ဖြစ်ပါတယ်ဒါကတော့စိတ်တန်နေလိနေတာပါစိတ်တန်နေပြီးရင်သူ့မှာပါတဲ့အရာတွေကစိတ်တန်နေရဲ့စိတ်တန်ဖြစ်ရဲ့ချင်းစင်းရဲ့အဲ့ဒါတွေကိုအကုန်လုံးထုတ်ထုံးပြီးတော့ထင်မှာပေါ့နော်အဲ့ဒါတွေကြောင့်အခုက လိုအပ်တဲ့အဇဗလာတွေကိုဖိနေတာဖြစ်ပါတယ်ဒါကတော့ကျက်တန်ရှင်ပုံတော့ဒါကတော့ဒါကတော့ကျက်တန်ရှင်ဒါကတော့ချင်းစင်းအေးအခုဒါတွေလေးအကုန်လုံးလောက်ပြီဆိုတော့ကျွန်တော်တို့ကပထမဆုံးအနေနဲ့ဖိထားတဲ့ဝက်သားလေးတွေကိုကျွန်တော်တို့စာနေနေထည့်မယ်ပြီးရင်အရှုံးမလေးနေထည့်မယ်ပုံတော့ပြီးရင်ငံပြဲလေးနေနေထည့်ပြီးတော့အကုန်လုံးကိုနေလိုက်မယ်အကုန်လုံးနေပြီဆိုတာနဲ့ကျွန်တော်တို့ ကုန်းလုံးနှဲဆက်အောင်နည်းနေပါပို့နော်အကုန်းလုံးနှဲဆက်နေပြီဆိုတော့ကျွန်တော်တို့နည်းနည်းနှဲထားမယ်ပြီးရင်ခုနောကဒီလိထားတဲ့စက်တန်နေစက်တန်ဖြူရရှင်းစင်းရအဲ့ဒါတွေအကုန်လုံးထုံးပြီးကြနဲ့ကျွန်တော်တို့အိုးကိုစီတက်မယ်အိုးကိုစီတက်စီပြီးဆိုတော့ကျွန်တော်တို့စနွန်းနည်းနည်းလေးရှိမယ်ပို့နော်စနွန်းထိပ်ပြီးကြနဲ့ကျွန်တော်တို့ဒါကတော့ငရုတ်တိဖြစ်ပါတယ်ငရုတ်တိထိပ်ပါမယ်ငရုတ်တိထိပ်ပြီးနည်းနည်းမှုန်လိုက်ပါမယ်ဘာလို့ဆိုတော့နည်းနည်းကျက်တော့အောင်ပို့နော်ဘယ်ခုနောကထုံးထားတဲ့ အစာပလာတွေထည့်ပြီးတော့နင်းနင်းမှွေပါမယ်ကဲအခုဆိုရင်ကျွန်တော်တို့လိုရှင်တဲ့ပမာဏအတိုင်းရသောက်ပါပြီကျွန်တော်တို့လိုရှင်တဲ့ပမာဏအတိုင်းရသောက်ပြီဆိုတာနဲ့ကျွန်တော်တို့ခုနကနှစ်ထားတဲ့ဝက်သားလေးကိုထည့်ပါမယ်အဲဝက်သားလေးထည့်နော်ဝက်သားလေးထည့်ဝက်သားလေးထည့်ပြီးရင်ကျွန်တော်တို့ဖြစ်ဖြစ်ရှင်မှွေပါဖို့နော်ဖြစ်ဖြစ်ရှင်မှွေပြီးရင်ကျွန်တော်တို့နင်းနင်းဆူလာအောင်နင်းနင်းအသားလေးကျက်တော့အောင်ပေါ့နော်အတလုံးလှော်တဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ ောင်းမှဖြစ်ပါတယ်အေးပြီးရင်ကျွန်တော်တို့ကနည်းနည်း over phone အောက်လိုက်မယ် over phone အောက်လို့အခုက over phone ဖက်လိုက်ပြီနော် over phone ဆိုတော့နည်းနည်း तू ကအတလုံးလို့တလူဖြတ်တော့ပြီနော်အသားတွေကျိတ်တော့ပြီပေါ့အဲအသားတွေကျိတ်တော့ပြီဆိုတော့ဒီမှာကျစ်လုံးဝအသားတွေကျိတ်နေတာပဲနော်စရှင်စရာကြီးလုံးဝဒါမှမကျိတ်သေးဘူးနော်ရေရေထည့်အောင်မယ်ရေဘူးထည့်ပါမယ်ရေဘူးထည့်ပြီးကျွန်တော်တို့နည်းနည်းဆူအောင်လို့ open အောက်လိုက်ပြီနော်အေးဆူပြီးဆိုတော့လည်းဒီမှာကြည့်ပါကျွန်တော်တို့ လိုရှင်တဲ့အတိုင်းဝသတော့ကျက်လာပါပြီဝသကျက်လာပြီဆိုတော့ကျွန်တော်တို့ခုနအာလူးလုံးတွေပေါ့နော်အာလူးလုံးတွေကိုကုန်ထည့်မှဖြစ်ပါတယ်ခုနထက်ဒါတော့ခုနကတော့ဟုတ်တဲ့အာလူးလုံးတွေဖြစ်ပါတယ်ဒီအာလူးလုံးတွေကိုကျွန်တော်တို့ထည့်ပြီးအကုန်ယူပြီးတော့ထည့်လိုက်ပေါ့နော်ဒါကတော့လုံးဝရခိုင်မလဲရရခိုင်စိတ်စိတ်ဝသချက်လေးဖြစ်ပါတယ်လာစားကြပါအောင်လို့ကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်